ောက်ကိုခဏခဏမတော်ပါဖြစ်ဘူးဆိုရင်ကိုယ်ဒီဘန်ကောက်ကကိုယ်ဒီလိုလေးတိုင်းစားနေတယ်ဆိုရင်တော့ဒီဇိုင်းလေးကိုလုပ်ကမလုပ်ပါတယ်တွေ့ရတိုင်းပဲကိုယ်ဒီလိုရဲ့အရာသာ taste ကတော့ဘန်ကောက်တာအတိုင်းပါပဲတော်တော်လေး90%တော့တူရလို့ပြောရမှာပေါ့နော်အရင်တော့တော့သူကချက်ပေါင်းကြီးနဲ့ခုတော့ချက်သားလေးတွေကိုအသားကိုဘယ်လိုတည်ထားရလဲပေါ့နော်အသားပါလို့သူရဲ့ taste ကတော့တကယ်ကိုဘန်ကောက်ကကိုယ်ဒီလိုစားရတယ်လို့ပဲ ်ဟာတော့ပါဆိုင်ရဖို့ဆိုတော့မှ80%ပဲဆက်လုပ်တော့အရသာတော့ test ဖြစ်တယ်။သူစီမှာတော်တော်များများလဲစားကြတယ်။အာယူရီးယားစစ်စစ်တွေလည်းလာစားကြတယ်။မင်းမင်းလေးစားလိုက်အောင်မယ်နော်။ကိုယ်ကကိုယ်ပွဲစားဖြစ်တဲ့တကြောင်တပွဲပဲမှာလိုက်တယ်ပေါ့နော်။ကိုတီကိုအရေးရတယ်ပြရတယ်တခြားလေးလည်းရပါတယ်တခြားမင်းတို့တွေထက်ဒီဟာလေးကိုပိုကြိုက်တော့ဒါလေးအမြင်အစားဖြစ်တယ် ချာမယ်လို့တော့မစားတော့ပါဘူး။ကြာရင်တော့ဆိုင်ရေးတော့ထွက်လို့ရတယ်ပေါ့နော်။ဒါဆိုဆက်စားလိုက်အောင်မယ်နော်။ ရှင်ဆက်ကလေးစားမယ်ပေါ့နော်။မယုတ်သီးမုံလေးရေသူ့ရဲ့အချင်းလေးတွေကိုများများလေးထည့်လိုက်တယ်။ပြီးတော့ရှင်ဆက်ရှင်ဆက်ဆက်ကလေးစားပါမယ်။ပထမပိုင်းကတော့တော့လောက်ကိုချိုးချိုးလေးစားပါလေ။ပြီးတော့ချင်းချင်းဆက်ဆက်လေးစားပါမယ်။တပွဲလေးနဲ့ရတာနှမျိုးစားတာပေါ့နော်။ချင်းချင်းဆက်ဆက်လေးဆိုတော့ချွေးတော့ပြန်ပါပေါ့နော်ရှင်လေးလေးတစ်ခါကလည်း ကြိုပြီးတော့ free down ထားတယ်ပေါ့နော်ချင်းချင်းဆက်ဆက်လေးစာပါဘူးဒီတစ်ခါတော့ရတာတချင်းချင်းဆက်ဆက်လေးကိုဆက်ပြီးတော့စားလိုက်ပါဦးမေးတပွဲလေးနဲ့ရတာမျိုးစားတာပေါ့နော်ဟုတ်တော့မေးရတာနှမျိုးလုံးဝ share ပဲသူ့တပွဲရအများကြီးပဲဟိုပကန်းကြီးရတဲ့အကြီးပဲတရားဆိုရင်တော်တော်ဝါတယ် ဘိုက်ကိုတင်းညာမယ်ဆက်လို့အရင်တော့တော့သူကတပွဲကို6000လောက်ကနေစာစာဖြစ်တာပေါ့နော်နောက်တော့9000အခုတော့8000ပေါ့ဒါမဲ့တက်ပါတယ်တပွဲရလည်းအများကြီးပဲတပွဲဆိုဝနေရတယ်ဒါတော့ချင်းစစ်ဆက်လို့စားနေရပေါ့နော် စားလို့ကောင်းပါတယ်ချင်းဆက်ဆက်နဲ့အဲအတကားတောင်းထားတဲ့ရင်းနှီးတစ်ခွက်ကိုတောက်လိုက်ပါပြီချင်းဆက်ဆက်လေးနဲ့ရင်းနှီးပုပ်လေးတောက်လိုက်ရတာတော်တော်လေးကောင်းပါတယ်